အရှေ့လေပိုင်းဒေတာမှာအများစုဟာညအချိန်မှာနက်ရှိုင်းစွာအိပ်စက်နေကြမှာပဲလျှို့ဝှက် American latest scan တစ်ခုကတော့노ကြနေခဲ့ပါတယ်ကျယ်လောင်တဲ့စုံကြံတန်တွေလည်းမရှိဘူးအုပ်အော်တန်တွေလည်းမကြရဘူးမျက်စိကျင်းစရာမီးရောင်တွေလည်းမရှိဘူးစက္ကန့်တိုင်းဟာအရေးကြီးတဲ့ mission တစ်ခုမှာ လုံးဝအာရုံစူးစိုက်ထားရုံပါပဲလေရင်ပြေးလမ်းရဲ့မှိန်ဖြော့တဲ့မီးရောင်အောက်မှာ B1 B Lancer ဘုံးကျဲလေရင်တွေအဝေးပြေးမဟာဗျူဟာမြောက်ဘုံးကျဲလေရင်တွေကိုအထူးမစ်ရှင်တစ်ခုအတွက်ပြင်ဆင်နေကြပါတယ် တစ်ချိန်တည်းမှာပဲ F15E Strike Eagle တိုက်လေယာဉ်တွေကိုလည်းနေရာချနေပါတယ်။အကာအကွယ်ဝတ်စုံတွေဝတ်ဆင်ထားတဲ့နည်းပညာရှင်တွေဟာမမောနိုင်မပန်းနိုင်အလုပ်လုပ်နေကြပါတယ်။သူတို့ဟာဘုံတလုံးချင်းစီဝါယာကြိုးတိုင်းပြက်မှတ်စနစ်တိုင်းကိုစစ်ဆေးနေကြပါတယ်။အသေးဆုံးအမှားတစ်ခုတော့ mission တစ်ခုလုံးကိုအန္တရာယ်ဖြစ်စေနိုင်တယ်လို့ထင်မှတ်ထားပုံရပါတယ်။ဘသူမှတိတ်စကားမပြောကြပါဘူး။ GPS လမ်းညွှန်စနစ်တက်ဆင်ထားတဲ့ JDAM ဘုံတလုံးချင်းစီကို ်မီလီမီတာအထိတိကျစွာလေရင်ကိုယ်တွေကိုထည့်သွင်းနေပါတယ်။သူတို့နဲ့အတူခိုင်ခန့်တဲ့ဘန်ဂါတွေကိုဖြတ်စည်းဖို့အထူးဒီဇိုင်းထုတ်ထားတဲ့ GPU 31ဘုံးတွေကိုလည်းစနစ်တကျကင်တွင်နေကြပါတယ်။နောက်ထပ်နေရာတစ်ခုမှာတော့လေရင်မှုတွေဟာနီးပြူဟာဆိုင်ရာ briefing ခန်းတွေကိုဝင်လာကြပါတယ်။ကြီးမားတဲ့ screen ပေါ်မှာဂျိုဒုမြေပုံတွေ drone ပုံရိပ်တွေနဲ့ခြားဖြတ်ရယူထားတဲ့စက်သွေးရိပ်အချက်လက်တွေကိုအဆက်မပြတ်ပြသနေပါတယ်။ ထောက်လန်းရေးကျွမ်းကျင်သူတွေဟာတန်တရားဖြစ်ပွင့်နေရာတစ်ခုချင်းစီရန်သူရဲ့လှုပ်ရှားသွားလာခြင်းတွေနဲ့ပြစ်မှတ်ရဲ့မြင်မျက်နှာတွင်ပြင်ကိုအသေးစိတ်ရှင်းပြနေပါဗျာအချက်အလက်အားလုံးကဟူတီတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွင်းနှက်ဆိုင်သွားမြုပ်နှံထားတဲ့ဒုံးကျည်ပြည်စင်ကွန်ရက်တစ်ခုကိုညွန်ပြနေပါဗျာဒါတွေကိုလုံးဝချိန်မုံမှုလိုအပ်ပါတယ်လေရင်ဖူတိုင်းဟာသူတို့ရဲ့အခန်းကဏ္ဍကိုကောင်းကောင်းသိကြပါတယ်ဒါပေမဲ့ပိုပြီးအရေးကြီးတာကတော့ရုပ်ပုံလွှာကိုနားလည်ဖို့ပါပဲအချိန် ဒါမှမဟုတ်နေရာနိုင်ငံလွှဲမှားသွားတာကလေရင်အတွက်တင်သားမကဒေတာရင်းအခြေအနေတစ်ခုလုံးအတွက်ပါဆိုးရွားတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။တိုက်ခိုက်မှုကိုမိုးမလင်းခင်မှာပြုလုပ်မှာဖြစ်ပါတယ်။ရန်သူဟာလှုပ်ရှားနေစေဖြစ်ပေမဲ့တုံ့ပြန်ဖို့အချိန်မရသေးတဲ့အချိန်မျိုးပေါ့။ဒါဟာတာမန်မစ်ရှင်တစ်ခုမဟုတ်ဘူးဆိုတာကိုလူတိုင်းနားလည်ကြပါတယ်။ဒါဟာကြိုတင်ထိုးစစ်တစ်ခုပါ။ဒေတာရင်းတင်းမာမှုတွေကိုရှင်းလင်းတဲ့အချက်ပြမှုတစ်ခုပေးလိုက်တာပါပဲ။ ပြီးတော့နောက်ဆုံးအချက်ပြမှုကိုပေးပို့လိုက်ပါတယ်။တပ်ဖွဲ့ဝင်အားလုံးဖြန့်ကျက်ဖို့ပြင်ဆင်ပါတဲ့။ကဲဒီအကြောင်းအရာလေးကိုစိတ်ဝင်စားရဲဆိုရင်တစ်ချက်လောက်လိုက်ကြည့်ပေးပါဦးခင်ဗျာ။အတန်တိတ်စစ်စင်ရေးဂျက်အင်ဂျင်တွေရဲ့ဟိန်းတန်ဟာညအချိန်မှာစတင်ပြီးကျေလောင်လာပါတယ်။ B1 B ပုံကျဲလင်းဟာလေရင်ယုံကနေဖြည်းဖြည်းချင်းထွက်လာပြီးလေရင်ပြေးလန့်မှုကိုရောက်လာပါတယ်။ F15E တိုက်လေရင်ဟာနောက်ကလိုက်လာပြီး သူ့ရဲ့အပူမွေးလွတ်ပြွန်ဟာတိတ်ဆိတ်တဲ့မီးလျံတွေလိုတောက်ပါနေပါတယ်။လေရင်စုဖွဲ့တစ်ခုလုံးအဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။လေရင်တစည်းချင်းစီဘုံတလုံးချင်းစီလေရင်မှုတဦးချင်းစီအားလုံးနေရာတကျရှိနေကြပါတယ်။တိုက်ခိုက်မှုစတင်မှုအဆင်သင့်ဖြစ်နေပါပြီ။ဒါပေမဲ့ရန်သူဟာနောက်နာရီအနည်းငယ်တွင်အခြေအနေတွေပြောင်းလဲသွားမယ်ဆိုတာကိုမသိသေးပါဘူး။အဝေးမှာဂျိုက်အင်ဂျင်တွေရဲ့ဟိန်းသံဟာညရဲ့တိတ်ဆိတ်မှုကိုဖျက်ဆီးလိုက်ပါတယ်။ B1B လန်စာပုံကျဲလင်းတွေဟာလေရင်စုဖွဲ့ကိုဥဆောင်ပြီးငလျင်တစ်ခုလိုခံစားရလောက်တဲ့အားနဲ့လေရင်ပြေးလည်တိုင်းရှော့ဆင်းလာပါတယ်။နောက်ကကက်လျက် F15E Strike Eagle တိုက်လေရင်တွေဟာတိကျတဲ့အချိန်ကိုင်းမှုနဲ့အံဝင်ခွင့်ကြပြန်တန်းနေပါတယ်။ဒါပေမဲ့ဒါဟာအင်အားပြတာမှုမဟုတ်ပါဘူး။ဒါဟာအသေးစိတ်အထိစိတ်ဆက်သေးချသွားစီစဉ်ထားတဲ့တကယ့်တိုက်ခိုက်မှုတစ်ခုပါပဲ။လေရင်ခန်းထဲမှာလေရင်မှုဟာနေရာပြနိုင်ရေဒါစနစ်နဲ့ ထောက်လန်းရေးလင်ရင်တွေနဲ့စစ်ဘက်ဆိုင်ရာဂျူလူတွေကအဆက်မပြတ် update လုပ်ပေးနေတဲ့ digital မြေမျက်နှာသွင်ပြင်မြေပုံတွေကိုစောင့်ကြည့်နေပါတယ်။ရှေ့ကမြေမျက်နှာသွင်ပြင်ရဲ့အမြင့်နဲ့အကွေးအကောက်တိုင်းကိုဂျန်သူရဲ့ရှာဖွေ တွေ့ရှိနိုင်တွေကိုအ ਨੇ ဆုံးဖြစ်အောင်ဂရုတစိုက်တွက်ချက်ထားပါတယ်။ B1B ဘုံကျဲလင်ဟာအလဲလက်အမြင့်မှာပြန်တန်းနေပါတယ်။အဲ့ဒီမှာသူ့ရဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးနဲ့အမြန်နှုံးကိုအသုံးချပြီးရန်သူရေဒါရဲ့ရှာဖွေတွေ့ရှိခြင်းကိုမခံရဘဲပြစ်မှတ်တွေကိုချင်းကပ်နိုင်ပါတယ်။ ူရဲ့ပြောင်းလဲနိုင်တဲ့တောင်ပန်းပုံစံကြောင့်လေရင်ဟာတောင်တန်းတွေပေါ်မှာချုံးမွေစွာပြန်တန်းတာကနေလွတ်မြောက်ဖို့လိုအပ်တဲ့အခါရုတ်တရက်အချိန်မြင့်တာအထိဘလို့ပြန်တန်းမှုအခြေအနေမျိုးနဲ့မဆိုလိုက်ရောညီတွေဖြစ်အောင်တောင်ပန်းပုံစံကိုချိန်ညှိနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲ F15E တိုက်လေရင်ဟာမြေပြင်နိမ့်နိမ့်မှာပြန်တန်းပြီးတောင်ကြားလမ်းတွေနဲ့မညီညာတဲ့မြေမျက်နှာတွင်ပြင်တွေကိုရှောင်ရှားပြီးပြန်တန်းနေပါတယ်။အလွန်မြင့်မားတဲ့အမြန်နှုံးနဲ့အလွန်ထိရောက်တဲ့ရေဒါရှောင်ရှားနိုင်စွမ်းတွေကြောင့်ဒီတိုက်လေရင်တွေဟာ B1B အတွက်အကာအကွယ်ဖြစ်တာမကား ရွေရှားနေတယ်ဒါမှမဟုတ်မမျှော်လင့်ထားတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အစဉ်အသင့်ရှိတဲ့ထပ်မြက်တဲ့ဓာတ်တလက်လိုလည်းလှုပ်ဆောင်ပါတယ်။တချိန်ထဲမှာပဲကောင်းငင်ရန်မိုင်းယာနဲ့ချီဝေးတဲ့နေရာမှာ EA 18G Corolla Electronic စစ်စင်ရေးလင်းယူနေဟာသူတို့ရဲ့လုပ်ငန်းတွေကိုစတင်နေပါပြီ။ရန်သူစောင့်ကြည့်ရေးစနစ်စတင်အလုပ်လုပ်တိုင်း Corolla လင်းယူနေဟာချက်ချင်းပဲအားကောင်းတဲ့လှိုင်းဖြတ်အချက်ပြမှုတွေကို ထုတ်လွှင့်ပြီး Radar မျက်နှာပြင်တစ်ခုလုံးကိုနှောက်ရှက်ဖြစ်စေကမြေပြင်မှာဝေဟင်ပစ်ဒုံးကျည်စနစ်တွေ သူတို့ရဲ့ပြစ်မှတ်တွေကိုချိန်ရွယ်နိုင်ခြင်းမရှိအောင်တားဆီးပစ်လိုက်ပါတယ်။ဒီအောက်မှာဟူဒီကာဝေရေးကွန်ရက်ဟာဘာတွေဖြစ်နေလဲဆိုတာကိုလုံးဝနှီးပါမသိခဲ့ပါဘူး။ပုံမှန်မဟုတ်တဲ့အချက်ပြမှုတချို့ကိုတွေ့ရှိခဲ့ပေမဲ့တုံ့ပြန်ဖို့လုံလောက်တဲ့အထိမပြင်းထန်ခဲ့ပါဘူး။ရေဒါစနစ်တချို့လုံးဝအလုပ်မလုပ်တော့ပါဘူး။ American တပ်ဖွဲ့တစ်ခုလုံးဟာပြစ်မှတ်စီကိုတဖြည်းဖြည်းချင်းကပ်လာနေပါတယ်။မြေအောက်အမိတ်ဘေးဘန်ကာတစ်ခုကြီးမားတဲ့လက်နက်ခဲယမ်းတူလောင်ယုံတစ်ခုနဲ့ ရှုပ်ထွေးပြီးအလွန်အမင်းခိုင်ခံ့အောင်တိဆောက်ထားတယ်။မြင်းမျက်နှာသွင်းပြင်ထဲမှာလက်ဆိုင်သွားမြုပ်နှံထားတဲ့အဝေးပြစ်ဒုံးကြီးပြစ်လွတ်တဲ့ဆက်ကရိယာတွေရှိတယ်လို့တန်တရားရှိတဲ့နေရာတခုပါ။လေရင်ကန်းထဲမှာမီးတွေဟာအနီအောင်ပြောင်းသွားပါတယ်။ဒါဟာပြစ်လွတ်ဖို့အဆင်သင့်ဖြစ်တဲ့အဖက်ကိုရောက်ရှိသွားပြီဆိုတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။လေရင်ဖူးတွေဟာအချိန်ကိုဖြည်းဖြည်းချင်းရှော့ချပြီးတိုက်ခိုက်ဖို့လေရင်ကိုနေရာချလိုက်ပါတယ်။ကျက်မှတ်စနစ်တစ်ခုချင်းစီကိုဖွင့်လိုက်ပြီး ကြိုတင် program ထည့်ထားတဲ့ပြစ်မှတ်တွေကိုစစ်မှတ်ဘုံတစ်ခုချင်းစီကစတင်မှတ်သားနေပါတယ်။စစ်စင်ရေးစတင်ပြီ။အရာအလုံးနေရာတကြရှိနေပြီဖြစ်တယ်။ဒါပေမဲ့ထူးဆန်းသွားပဲကောင်းငင်ကြီးဟာတိတ်ဆိတ်နေသေးပဲဖြစ်ပါတယ်။လင်းပြစ်အမြောက်ပြန်အမြောက်တန်နေလည်းမကြားရဘူး။ဒုံးကြီးတွေပြစ်လွတ်တာလည်းမမြင်ရဘူး။ရန်သူတိုက်လေရင်လည်းပြန်တက်လာတာမတွေ့ရဘူး။တကယ်တိုက်ပွဲမစတင်ခင်မှာတော့ကာကွယ်ရေးစနစ်တစ်ခုလုံးရှုံးနေသွားသလိုပါပဲပြီးတော့တိတ်ဆိတ်ပေမဲ့ အင်အားကြီးမှတဲ့ထိုးနှက်ချက်တစ်ခုလိုလှုပ်ဆောင်ရမယ့်အချိန်ကိုရောက်ရှိလာပါတယ်။ B1B B လန်စာဘုံကျဲလင်ရဲ့ဘုံကန်တကားတွေဟာကျဲလောင်စွာပွင့်သွားပါတယ်။တလုံးပြီးတလုံး JDAM ရဲ့ GPS လမ်းညွန်ဘုံတွေဟာကြောက်စရာကောင်းလောက်အောင်တိကျတဲ့အစီအစဉ်နဲ့လေရင်ပေါ်ကနေကြဆင်းလာပါတယ်။သူတို့နောက်က GPU 31ဘုံတွေလိုက်လာတယ်။အဲ့ဒီဘုံတွေကမြေသားနဲ့အားဖြည့်ထားတဲ့ကွန်ကရစ်အတော်အသင့်ထူထဲတဲ့အလွှာတွေကိုဖောက်ထွင်းပြီးမြေအောက်နဲ့နဲ့မှာပောက်ကွဲဖို့ဒီဇိုင်းထုတ်ထားပါဗျ။ ပြီးတော့ second အနည်းငယ်အကြာမှာမြေကြီးဟာတုန်ခါသွားပါတယ်ပထမဆုံးတုန်ခါမှုတွေဟာမမျှော်လင့်ထားတဲ့မိုးကြိုးတန်လို့ကျဲလောင်သွားထွက်ပေါ်လာပါတယ်မြေအောက်အမိန်ဘေးစခန်းတွေဟာဖောက်ထွင်းခံလိုက်ရပါတယ်မဟာဗျူဟာမြောင်းလက်လက်နက်ခဲယမ်းတူလောင်ယုံတို့ခုမီးတောက်တွေကြားမှာပျောက်ကွယ်သွားတယ်ထောင်လန်းရေး drone တွေကပေးပို့လာတဲ့ပုံရိပ်တွေအရပောက်ကွဲမှုတွေပြန့်နှံ့နေတာကိုတွေ့ရတယ်မဲနဲ့တဲမိကိုတိုင်တွေဟာအမြင့်ပေရာနဲ့ချီပြီးကောင်းငင်ရံကိုတက်သွားတယ် အဲ့ဒီဒေတာကဆက်သွယ်ရေးစနစ်တွေပြတ်တောက်သွားပါတယ်။ Electronic အချက်ပြမှုတွေဟာရုပ်တရက်တိတ်ဆိတ်သွားတယ်။မမြင်နိုင်တဲ့လက်တစုံကရန်သူရဲ့အမိန့်ပေးခွင့်ဆက်တစ်ခုလုံးကိုတစ်ချက်တည်းနဲ့ဖျက်ဆီးလိုက်သလိုပါပဲ။ပထမဆုံးဘုံတွေကြားရောက်ချိန်မှာ F15E လေယာဉ်အစုဖွဲ့ဟာသူတို့ရဲ့ပြန်တမ်းမှုအမြင့်ကိုရှော့ချပြီးဥတီယာမျိုးမျိုးကို ပြန့်နှံ့သွားပါတယ်။ဒီတိုက်လေယာဉ်တွေမှာလေဆာနဲ့လမ်းညွှန်တဲ့ဘုံတွေနဲ့ radar scan တွေကိုတိကျသွားတိုက်ခိုက်ဖို့အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထားတယ်။ AGM 65 Maverick လေမှမြေပြင်ပြစ်ဒုံးကြီးတွေတက်ဆင်ထားပါတယ်။ F15E တိုက်လေယာဉ်အုပ်စုတစုဟာပြစ်မှတ် area ကနေရွှေ့ပြောင်းမှုကြိုးစားနေတယ်။တန်တရားဖြစ်ပွဲရင်းနှန်းတစ်ခုကိုအာရုံစိုက်ဖို့အမိန့်ရရှိပါတယ်။ကြောင်းမက်ဖွဲကောင်းတဲ့အချိန်နဲ့လေယာဉ်ဟာအနိုင်ပိုင်းကိုပြန်တန်းဆင်းသက်ပြီးပြစ်မှတ်ကိုချိန်ရွယ်ကလေဇာနဲ့လမ်းညွှန်တဲ့ဘုံးနှလုံးကိုပြစ်လွှတ်လိုက်ပါတယ်။ခဏလေးအတွင်းမြေကြီးဟာနောက်တစ်ချိန်တုံခါသွားပါတယ်။ ဒရုန်းတစ်စင်းကရင်တန်းတစ်ခုလုံးဖျက်ဆီးခံလိုက်ရကြအောင်အတည်ပြုပါရယ်။နောက်တစ်ဖက်မှာလိုင်းဖြတ်ခံလာရပြီးနောက်လေကြောင်းရန်ကာကွယ်ရေးရေဒါစကန်တစ်ခုပြန်လည်စတင်ဖို့ကြိုးစားနေပါရယ်။ဒါ့ပြင်မဲ့လုပ်ငန်းစဉ်မပြီးဆုံးခင်မှာ F15E ကပစ်လိုက်တဲ့ဒုံးကျည်တစ်ခုထိမှန်သွားပြီးစက်ပစ္စည်းနဲ့လုပ်ငန်းအဖွဲ့သားတွေကိုလုံးဝဖျက်ဆီးပစ်လိုက်ပါရယ်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာ EA 18 Engine Crawler ဟာတပ်ဖွဲ့တစ်ခုလုံးကိုကာကွယ်ဖို့သူ့ရဲ့ electronic ကွန်ရက်ကိုဆက်လက်ဖြန့်ကျက်နေပါရယ်။ ရေဒါအချက်ပြမှုအစ်စ်တစ်ခုပေါ်လာတိုင်းလှိုင်းဖြတ်စနစ်ကချက်ချင်းတုံ့ပြန်ပြီးဂျန်သူကိုပြစ်မှတ်တွေချိန်ရတာဒါမှမဟုတ်ဒုံးကျည်တွေလမ်းလျှော်လာကိုတားဆီးပြစ်ပါတယ်။ဒါဟာလက်နက်အင်အားရဲ့တိုက်ပွဲတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာလျှို့ဝှက်မှုအ мян နှုံးနဲ့ထောက်လန်းရေးတို့ရဲ့တိုက်ပွဲတစ်ခုလည်းဖြစ်ပါတယ်။အန်ဩစရာကောင်းတာကဖြစ်ပျက်နေတဲ့အရာအလုံးဘုံတွေကြားရောက်တာပြစ်မှတ်တွေဖြတ်စည်းခံရတာနဲ့ကာကွယ်ရေးစနစ်တွေပြတ်ပြဲသွားတာဟာ7မိနစ်တောင်မပြည့်ခင်မှာပဲဖြစ်ပွားတာဖြစ်ပါတယ်။ ဒါပေမဲ့ဒါကဖန်တီးလိုက်တဲ့တက်ရောက်မှုဟာလာမယ့်လာပေါင်းများစွာဒေတာတစ်ခုလုံးရဲ့လှုပ်ရှားမှုကိုပြောင်းလဲသွားစေနိုင်ပါတယ်။တိုက်ခိုက်မှုပြီးထောင်လဲရေးအချက်လက်တွေရဘန်ဂါတော်တော်များများလုံးဝဖျက်ဆီးခံလိုက်ရကြောင်းအတည်ပြုပါတယ်။လက်နက်တူလောင်ယုံတွေပြပြဝစ်သွားပါတယ်။ပိုရေးကြည့်တာကဟူတီတပ်ဖွဲ့ရဲ့အကြီးတန်းအရာရှိတွေဟာပြစ်မှတ်ထားတဲ့နေရာတွေမှာစစ်စင်ရေးတွေကိုဓာတ်ရိုက်ဦးဆောင်နေခြင်းဒါမှမဟုတ်နီးပြူဟာဆိုင်ရာစီးဝေးတွေလုပ်နေခြင်းမှာခြေမုံခံလိုက်ရနိုင်ပါတယ်။ တတိပိတ်ချက်လည်းမရှိဘူး။အဝေါ်တန်လည်းမကြားရဘူး။ထိရောက်တဲ့ခုခံတုံ့ပြန်မှုလည်းမရှိခဲ့ပါဘူး။ရန်သူကွန်ရက်တစ်ခုလုံးဘာဖြစ်နေလဲဆိုတာကိုသူတို့တတိမထားမိခင်မှာပဲဖြိုခွင်းခံလိုက်ရပါတယ်။တိတ်တိတ်ချာချာစီစဉ်ထားတဲ့တေးဂီတာအပိုင်းစာတစ်ခုလိုပဲ။ကြားရောက်လာတဲ့ဘုံတန်တိုင်းတိုက်လေရင်တွေရဲ့ပြန်တန်းဆင်းသက်မှုတိုင်းနဲ့လိုင်းဖြတ်ခံထားရတဲ့ရေဒါချက်ပြမှုတိုင်းအားလုံးဟာအစီအစဉ်ရဲ့အစိတ်ပိုင်းတွေပဲဖြစ်ပါတယ်။အချိန်ကြာမြင့်စွာဆွဲဆန့်ထားဖို့ဒါမှမဟုတ်ပြောင်ပြောင်တင်းတင်းပြသဖို့မလိုပဲ အမြင့်ဆုံးမဟာဗျူဟာမြောက်ထိရောက်မှုကိုရရှိဖို့တိကျပြီးမြန်ဆန်တဲ့တိုက်ခိုက်မှုတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးလှုပ်ဆောင်စရာတစ်ခုကြံနေပါသေးတယ်။အဲ့ဒါကဘာလဲဆိုတော့လုံကြုံစွာစုပ်ခွာဖို့ပဲဖြစ်ပါတယ်။ခင်မီလေးတောင်တိုက်ခိုက်မှုကဘာမှာပြန်လာတဲ့ခရီးဟာတခါတလေပထမအချိန်တိုက်ခိုက်တာထက်ပိုပြီးအန္တရာယ်များနိုင်ပါတယ်။လုံကြုံပေးကင်းစွာစုပ်ခွာဖို့ပြင် နောက်ဆုံးဘုံတွေပြစ်မှတ်ကိုထိမှန်ပြီးမိโกတွေနဲ့မိတောက်တွေနောက်မှလွင့်ထွက်လာချိန်မှာလေတောင်းတိုက်ခိုက်ရေးဖွဲ့ဟာစုခွာတဲ့အဆင့်ကိုစတင်ခဲ့ပါတယ်။ဒါဟာလက်နက်အင်အားပြသဖို့အချိန်မဟုတ်တော့ပါဘူး။အခုအချိန်မှာအချိန်နဲ့ရန်သူရေဒါနဲ့ရှင်ပြန်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ဝင်ရောက်တိုက်ခိုက်ချိန်တုန်းကလိုပဲလှုပ်ဆောင်မှုတိုင်းဟာတိကျသေးကြရပါမယ်။ဒါပေမဲ့ဖိအားကနှစ်ဆတိုးလာပါတယ်။ B1B လန်စာဘုံကျဲလင်ဟာချက်ချင်းဆိုသလိုအမြင့်ကိုတက်သွားပြီး ၎င်းရဲ့ပြန်တမ်းမှုအမြန်နှုတ်နဲ့လောင်စာစီတက်တာမှုအားသာချက်ကိုအသုံးချပြီးအဲ့ဒီဒေတာကနေလှိမ့်မြန်စွာထွက်ခွာသွားပါတယ်။တစ်ချိန်တည်းမှာပဲ F15E တိုက်တယ်ရင်ဟာအနိုင်ပိုင်းမှာပြန်တမ်းပြီးပြောင်းလွယ်ပြင်လွယ်တဲ့အကာအကွယ်တစ်ခုကိုတိဆောက်ကာရန်သူကမမျှော်လင့်ပဲနောက်ကျမှတံပြန်တိုက်ခိုက်လာခဲ့ရင်တုံ့ပြန်ဖို့အစဉ်အသင့်အနေထားကိုဆက်လက်ထိန်းသိမ်းထားပါတယ်။ဒါပေမဲ့အဲ့ဒီခုခံမှုမျိုးဘယ်တော့မှမဖြစ်ပေါ်လာခဲ့ပါဘူး။ရန်သူရေဒါဟာတိတ်ဆိတ်နေခဲ့ပါတယ်။လေကြောင်းရန်ကာကွယ်ရေးစနစ်က ဘလို့အချက်ပြမှုမျိုးကိုမှမထုတ်လွှင့်ခဲ့ပါဘူး။မြေပြင်ဟာထူးထူးခြားခြားမှောင်မိုက်နေခဲ့တယ်။အချက်လက်အားလုံးကအံအားသင့်ပွဲတိုက်ခိုက်မှုဟာရန်သူရဲ့တုံ့ပြန်မှုကို စုသီးနိုင်ခံကို လုံးဝဖျက်ဆီးပစ်လိုက်ကြောင်းညွန်ပြနေပါတယ်။အမိန်ဘေးစနစ်ဟာလေဖြတ်သွားသလိုဖြစ်သွားတယ်။အမိန်တွေကို ပေးပို့လို့မရတော့ဘူး။တီးကြအဖွဲ့အစည်းတွေကဘာလို့ရမှန်းမသိတော့ပါဘူး။တချိန်တည်းမှာပဲကောင်းငင်ရံမှာ KC135 လောင်စာဖြည့်တင်းရေးလေယာဉ်ဟာအသင့်အနေထားနဲ့စောင့်ဆိုင်းနေပါတယ်။ လေထဲမှာလောင်သာဖြည့်တင်းတဲ့လုပ်ငန်းဟာအပြည့်အဝညှိနှိုင်းဆောင်ရွက်မှုနဲ့လှုပ်ဆောင်ခဲ့ပါတယ်။စုပ်ခွာတဲ့ပြန်သန်းမှုလမ်းကြောင်းမှာ AWACS စနစ်ဟာပတ်ဝန်းကျင်လေပိုင်နဲ့တစ်ခုလုံးကိုအမြင့်ဆုံးဆွမ်းဆောင်ရည်နဲ့ဆက်လက်ဆောင်ကြည့်နေပါတယ်။ပုံမှန်မဟုတ်တဲ့အချက်ပြမှုတိုင်းနဲ့ပေါ်လာတဲ့ရေဒါလိုင်းတိုင်းကိုချက်ချင်းတုံ့ပြန်မှုအသိအနေထားမှာရှိနေပါတယ်။ရန်သူတိုက်လေရင်တွေဟာလည်းပြန်တက်မလာပါဘူး။ဒုံးကျည်တွေလည်းမပြတ်လှုပ်ဘူး။အရှိအလေပိုင်းရဲ့ကောင်းကင်ရံဟာတိတ်ဆိတ်နေသေးပါပဲ။ ကဘာတစ်ခုလုံးဘာရီဖြစ်သွားခဲ့လဲဆိုတာကိုမသိခဲ့သလိုပါပဲစခန်းမှာမြေပြင်ကူညီရေးအဖွဲ့ဟာအဆင့်သင့်ဖြစ်နေပါပြီပထမဆုံး B1B လေရင်ပြေးလမ်းပေါ်ကိုဆင်းသက်ချိန်မှာဒီပညာရှင်တွေနဲ့ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းတွေဟာချက်ချင်းဆိုသလိုပြေးလာကြပါတယ်လေရင်ကိုလှိမ့်မြန်သွားစစ်ဆေးတယ်တိုက်ပွဲဆိုင်ရာချက်လက်တွေကိုစုဆောင်းတယ်လေရင်မှုတွေဟာမရှင်ကိုအချိန်နဲ့တပြေးညီလေ့လာသုံးသပ်ဖို့ briefing ခန်းထဲကိုဝင်သွားကြပါတယ်ပြီးတော့လူတိုင်းကိုအံအားသင့်စေတဲ့အရာတစ်ခုဖြစ်ပွားခဲ့တယ် လင်းရင်အုပ်တစ်ခုလုံးဘာထိခိုက်မှုမှမရှိပဲပြန်ရောက်လာပါတယ်။ဘာပျက်စီးမှုမှမရှိဘူး။အစင်းရလေးတစ်ခုတောင်မရှိပါဘူး။ရန်သူဘက်ကနေဘလို့ပြက်ခတ်မှုမျိုးများမရှိခဲ့ပါဘူး။ဒါဟာနီးပြူဟာမြောက်အောင်မြင်မှုတစ်ခုလည်းမဟုတ်ပါဘူး။ဒါဟာခင်မီစစ်စင်ရဲ့အတွေးခေါ်ရဲ့အောင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတစ်ခုဟာနိုင်ပေါင်းများစွာကြာမြင့်မှုဒါမှမဟုတ်စစ်သားထောင်ပေါင်းများစွာကိုအန်ရဲထဲထည့်ဖို့မလိုပါဘူး။မိနစ်ပိုင်းလောက်ပဲတိကျတဲ့ထောင်လန်းရေးအချက်လက်တွေ ိမိနီးပညာတွေနဲ့အပြည့်အဝညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ရန်သူလက်နက်ကင်ကွန်ရက်တခုကိုအမြင့်ကနေလှုပ်ခါဖို့လုံလောက်ပါတယ်27ရာစုမှာစစ်ပွဲဟာစစ်သားတွေရဲ့ခြေတံဒါမှမဟုတ် တင့်ကားတွေရဲ့ဟိမ့်တံနဲ့မစတင်တော့ပါဘူးအခုတော့ရေဒီယိုချက်ပြမှုတခု GPS တီနေရာညှုံကိန်းတခုနဲ့ညကောင်းကင်မှာတိတ်တဆိတ်ပြန်တန်းနေတဲ့ဒုံးကြီးတခုနဲ့စတင်ပါတယ်ဒါဟာသိပ်ပံဝိထုမဟုတ်ပါဘူးဒါဟာမက်ရှလာနှောင်းပိုင်းရဲ့နနက်အစောပိုင်းမှာဖြစ်ပျက်ခဲ့တဲ့အရာပဲဖြစ်ပါတယ် ရို့တော်အထိပါချင်းချောက်မှုတွေပြုလုပ်ဆန်အာမျိုးတော်ဟာနှစ်နှစ်ခြိုက်ခြိုက်အိမ်မောကြနေချိန်မှာဟူဒီတပ်ဖွဲ့တွေဟာအခြေအနေကိုသူတို့ထိန်းချုပ်ထားတယ်လို့ယုံကြည်နေကြပါတယ်။သူတို့ဟာအားဖြည့်ထားတဲ့ကွန်ကရစ်ဘန်ကာတွေထဲမှာနတ်ဆိုင်စွာပုံအောင်နေကြပါတယ်။ထူထဲတဲ့တံမင်းနဲ့ခင်မီဆက်သွယ်ရေးကိရိယာတွေဝန်းရံထားပါတယ်။ဘလို့လေကြောင်းတိုက်ခိုက်မှုကိုမဆိုသူတို့ခံနိုင်ရည်ရှိမယ်လို့ယုံကြည်ထားကြပါတယ်။ဒါပေမဲ့သူတို့မသိကြတာကမိုင်ယာနဲ့ချီဝေးတဲ့နေရာမှာ USS Harry S Truman လေယာဉ်တင်တင်မောကြီးအဆင့်အင့်ဖြစ်နေတယ်ဆိုတာပဲဖြစ်ပါတယ်။လေယာဉ်ကုန်းဘက်ပေါ်မှာလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့ F-18 Super Hornet တိုက်လေယာဉ်အုပ်စုတစုအသင့်ဆောင်ဆိုင်နေပါတယ်။သူတို့တည်ဆောင်လာတဲ့လက်နက်တွေကတာမန်ဘုံတွေမဟုတ်ပါဘူး။သူတို့က JSWC-1S အမျိုးအစားစမတ်ကြတဲ့တိကျတဲ့လက်နက်တွေဖြစ်ပြီးဂျားဖြတ်တိုက်ခိုက်ဖို့လုံးဝနှီးပါမဖြစ်နိုင်ပါဘူး။မနက်၄နာရီ၄၀မိနစ်အတိအကျမှာပထမအကြိမ်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ ကျဲလောင်တဲ့စုညံတန်းတွေမရှိဘူးအချက်ပြမီအောင် တွေလည်းမရှိဘူးတိုက်လေရင်တွေဟာဥတီယာနှစ်ခုကိုခွဲထွက်ပြီးဂျီမင်နိုင်ငံအတွင်းပိုင်းတွေကိုလက်ဆိုင်စွာပြန်တန်းဝင်ရောက်သွားချိန်မှာတိတ်တဆိတ်ကောင်းငင်ကိုဖျက်ဆီးသွားတဲ့မီးခုံငွေပပလေးတွေပဲရှိပါတယ်ပထမအုပ်စုဟာအရင်ဘုံကျဲတိုက်ခိုက်မှုပြီးပြန်လဲတိဆောက်ထားတဲ့စစ်ခြေဆိုင်စခန်းတစ်ခုကိုပြင်မှတ်ထားပါတယ်ဒုတိယအုပ်စုကတော့လူနေအိမ် area တွေကြားမှာဖုံးကွယ်ထားတဲ့လက်နက်တူလောင်ယုံတွေကိုတိုက်ခိုက်ပါတယ် ူတီတံမှုတွေကအယက်သားအကာအကွယ်ကြောင့်လုံခြုံမယ်လို့ယုံကြည်ထားတဲ့နေရာတွေပေါ့စုပ်ခွာဖို့ဘယ်ခွင့်ရေးကိုမှမပေးတော့ဖို့အတွက် JSOWS ဒုံးကြီးအဆက်အသွယ်တွေဟာစံအားအပြည့်ပြည့်ဆိုင်ရာလေစိတ်ကိုပြစ်မှတ်ထားပြီးလေရင်ပြေးလည်ပြုပြင်ရေးစနစ်နဲ့ထောက်ပံ့ရေးတူလောင်ရုံတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်9မိနစ်မပြည့်ခင်မှာပဲဆန်အာမျိုးကဟူတီတပ်ဖွဲ့ရဲ့အရေးအကြီးဆုံးမဟာဗျူဟာမြောက်ဆက်သွယ်ရေးလမ်းကြောင်း၃ခုဟာတုံးစားမြအောင်ဖြစ်သွားပါတယ်။ဒါပေမဲ့ပိုပြီးထူကြတာက ဒီဖြက်စီးမှုတစ်ခုလုံးဟာဘုံရံနဲ့ချီပြီးကြာရောက်လာတာမဟုတ်ပါဘူး။ဒါဟာလက်နက်တစ်ခုရဲအမျိုးအစားကနေလာတာ။ JSWC1 ပဲဖြစ်ပါတယ်။တမယိုးကြဘုံတွေနဲ့မတူဘဲ JSWC1 ဟာတွေးခေါ်နိုင်တဲ့အသက်ရှိတဲ့ဆက်တစ်ခုပဲဖြစ်ပါတယ်။ပေါင်ကျိန်1080လောက်ရှိပြီးတောင်မှန်ကျဲ73.5ပဲရှိတဲ့ဒီလက်နက်ဟာရိုးရိုးလေးကြာမလာပါဘူး။သူကရှော့ဆင်းနိုင်တယ် GPS Inertial Navigation System နဲ့ နောက်ဆုံးမှာ high resolution infrared sensor တို့ရဲ့လမ်းညွှန်မှုနဲ့ဒီဒုံးကြီးဟာမိုင်80ကျော်အထိပြန်တန်းနိုင်ပြီးအံ့ဩဖွယ်တိကျမှုနဲ့ပြစ်မှတ်တွေကိုခွဲခြားသတ်မှတ်နိုင်ပါတယ်။ပြီးတော့သူက jet engine ဒါမှမဟုတ်တမန်ရိုးကြဒုံးပြန်တွန်းကန်အားကိုအသုံးမပြုတဲ့အတွက် JSWC-1 ဟာ radar မှာလုံးဝနေပါမမြင်နိုင်ပါဘူး။သူကအပူမထုတ်လို့ဘူး၊စူညံတန်လည်းမထွက်ဘူး၊အလွယ်တကူရှာဖွေတွေ့ရှိနိုင်တဲ့အရာလည်းမကြံရည်ဘူး။အသက်ရှင်ကြံရည်ခဲ့ရင်တော့ သူတို့ရဲ့ခြေဆိုင်စခန်းတစ်ခုလုံးဘာကြောင့်ရုတ်တရက်ပြပုံဖြစ်သွားလဲဆိုတာကိုသိမှာမဟုတ်ပါဘူးဒီလက်နက်ဟာဘုံတလုံးလည်းမဟုတ်ပါဘူးဒါဟာပြညာချက်တစ်ခုပဲဖြစ်ပါတယ်ဒါဟာနီးပညာဟာတိုက်ခိုက်တဲ့ပုံစံကိုပြောင်းလဲရုံသာမကစစ်ပွဲရဲ့သဘောတဘာဝကိုပါပြောင်းလဲပစ်တယ်ဆိုတဲ့သက်တည်ပဲဖြစ်ပါတယ်တခါပြစ်လိုက်တာနဲ့နောက်ထပ်အခွင့်အရေးမရှိတော့ပါဘူးပထမဆုံးပြစ်ခတ်လိုက်တဲ့အချိန်ကစပြီးပြစ်မှတ်ဟာတေတံစီရင်ခံပြီးသားဖြစ်သွားပြီဖြစ်ပါတယ်။ကဲ ဖူဒီတွေကတော့အတုံယုံကြဆုံးနေရပါပြီ။သူတို့တွေထပ်ပြီးအကြမ်းဖက်လုပ်ရက်တွေလုပ်နိုင်ပါရောမလား။ American ရဲ့အသေးအချေချိန်မုံမှုဟာ သူ့အတွက်နောင်တရစရာဖြစ်လာပါမလား။ဒါကတော့ဆက်ပြီးစောင့်ကြည့်အောင်မှာဖြစ်ပါတယ်။နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။